ဆရာကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ဇာတိပြင်မသာသနာတရားတော်ကောင်းနှုတ်ပူဇော်ချက်ဤတရားတော်ကိုကောင်းနှုတ်ပူဇော်ခွင့်ပြုပါရန်ဆရာကြီးအားယုတိလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဗျာဗုဒ္ဓမြတ်စွာရဲ့ဆုံးမကိုသာသနာလို့ခေါ်တယ်။အနိတာရအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေထဲမှာတတိပဌံလေးပါ ဓမ္မပဒံ၄ပါအဋ္ဌိပတ်၄ပါအိန္ဒိယ၅ပါဘူ၅ပါဘုဇင်9ပါမဂ်ဂင်10ပါဆိုတဲ့ဗောဓိပက္ခိယ139ပါပါဝင်တယ်။အင်တမ်းမအနှစ်သာရပြေပါပြီ။ဖျားပွင့်တော်မူမှသိရတဲ့တရားတွေဖြစ်လို့ဒါကိုမြတ်စွာဘုရားရဲ့သာသနာလို့ဒီလိုဆိုပါတယ်။အဲ့ဒီသာသနာဟာဘယ်မှာတည်တာလဲဆိုရင် လိုက်နာကျင့်သုံးတဲ့ပုံကိုယ်တွေပေါ်မှာတည်တယ်။လိုက်နာကျင့်သုံးမှုမရှိတဲ့ပုံကိုယ်တွေမှာသာသနာဆိုတာမရှိဘူး။သာသနာဆိုတာဘုရားပထိုးကြောင်းကံတွေကိုခေါ်တာမဟုတ်ဘူး။ မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသာခေါ်တာကို့တန်တန်မှာတည်ပြီးဆိုရင် သာသနာတည်တယ်လို့ဒီလိုပြောရမယ်ဇာတိမြေမှာသာသနာလို့ဆိုတာဗုဒ္ဓမြတ်စွာရဲ့ဇာတိမြေကတက်ကတိုင်ကပ်ပိလဝံမြို့တော်ဖြစ်တဲ့ခမီးတော်ဘက်ကတာကိယာနဲ့မဲတော်ဘက်ကကောလီယာတို့မဟုတ်ကပ်ပိလဝတ်ထုနဲ့ဒေဝတဟမြတ်စွာဘုရားဖောက်တော်မူရာတက်ကတိုင်ကပ်ပိလဝတ်ဒေတာကမြတ်စွာဘုရားရဲ့ဇာတိမြေဖြစ်တယ်။ မြတ်စွာဘုရားဖွင့်ထွန်းပေါ်ပေါက်လာတဲ့အခါမှာဖယားနောက်ကလိုက်ပြီးတော့တရားဓမ္မကျင့်သုံးကြတဲ့ပြိဿဝဲကြီး၅ဦးတို့ကကပိလဝေဇာတိသားတွေလို့ဒီလိုပြောရမယ်။မြတ်စွာဘုရားရဲ့ဇာတိမြေသားတွေထွန်းတောင်မှာမြတ်စွာဘုရားသခင်ကိုတော်နေပြီးတော့ကိုပြန်ကြွတဲ့အခါမှာဖယားနောက်တော်ကလိုက်ပါကြဖို့ဆိုပြီးတာဂေဝေမင်းသား900သာသနာပောင်ဝင်ကြတယ်။ဘုရမြတ်စွာရဲ့ဖတူမိခွဲညီတော်ရင်းဖြစ်တဲ့နန္ဒမင်းသားသာသနာပောင်ဝင်လာတယ်။ တားတော်ရဟုလာသာသနာ့ဘောင်ဝင်လာတဲ့အခုလိုသာသနာ့ဘောင်ဝင်လာတဲ့ပုံကူတွေကဗုဒ္ဓမြတ်စွာရဲ့ဇာတိမြေကပုံကူတွေပဲဓမ္မစက်ကြာတရားနာရလို့အအူဆုံးဓမ္မစက်ခုလို့ဆိုတဲ့သောတာပတိမဉ္ဉဉ္စီရသွားတဲ့ရှေကုဏိညာမထေရဲ့တူရင်းကရှင်ဘုံဒလို့ခေါ်တယ်အဲ့ဒီပုံနာဆိုတဲ့မထေရကဇာတိမြေမှာအလွန်နဲ့မကြီးတဲ့ပုံကူတူပဲ။ ညစာပြရဲ့အဆုံးအမကိုလိုက်နာတဲ့ပုံကိုယ်တွေဇာတိမီကပေါ်ထွက်လာတဲ့ပုံကိုယ်တွေအင်တန်မှများပြီးသာသနာတော်မှာထင်ရှားကြတယ်။တာဂီဝင်းမင်းသား6ယောက်ဗတ္တိယအနုရုဒ္ဓကိပီလာအာနန္ဒဘဂုနောက်ဒေဝတ္ထဒေတာဂီဝင်းမင်းသား6ယောက်သာသနာပါဝင်လာကြတယ်။တခြားအင်တန်မှထင်ရှားပြီးသာသနာအဆုံးအမကိုလိုက်နာကြတဲ့ဗုဒ္ဓရဲ့တပည့်တော်ဝက်ကပိသသူတွေဖြစ်တယ်။အရှင်အာနန္ဒမထေရမြတ်ဆိုတာမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဓမ္မတွေကိုနှုတ်တဲ့အာကုံဆောင်ပြီးတော့ သာသနာတော်ကိုအရှိတီအောင်စူးစမ်းအားထုတ်ခဲ့တယ်။အဲ့ဒီအုပ်စုထဲမှာ ပါဝင်တဲ့ရှင်ဒေဝတ္ထကတော့စိတ်နေသဘောထားတွေကွဲလွဲဖောက်ပြပြီးနောက်ဆုံးမှာမြတ်စွာဘုရားရဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးသူ့ရဲ့တန်တန်မှာသာသနာကွယ်ပသွားတာလည်းရှိတယ်။တန်ဝေကယူကြပေါ့တို့တော်လည်းဒေဝတ္ထကမြတ်စွာဘုရားရဲ့ဆွေမျိုးသားချင်းညီကိုဝမ်းခွဲတော်တဲ့ဆွေမျိုးသားချင်းဖြစ်ပေမဲ့လို့ဘဝဘဝတန်တရာကပါလာတဲ့အညိုးအတီးတွေကြောင့်မြတ်စွာဘုရားကိုဆန့်ကျင်ပဲလုပ်ပြီးတော့ သာသနာကိုဖျက်လို့ဖျက်စီးလောက်သွားတယ်။နောက်ဆုံးအချိန်မှာတော့မြတ်စွာဘုရားရဲ့မေတ္တာကရုဏာတွေကိုနားလည်ပြီးသူ့ရဲ့အမားတွေကိုဝင်းချသွားတယ်။ ဒီဝရက်ကလက်လွန်သွားလို့အပင်ငယ်ရောက်သွားရတော့လဲပဲနောက်ဆုံးထိအောင်နောင်တရမသွားတာမဟုတ်ဘူးနောင်တရပြီးတော့စိတ်သဘောထားတွေပြင်သွားတယ်ဆိုတာစာပေထဲမှာထင်ရှားရှိတယ်အစိုးကြီးလည်းမကြည့်နဲ့နောက်ဆုံးမှာဘုရားကိုဝင်ချတောင်းမှန်ဖို့ဇေဒဝင်ချောင်းကိုလာခဲ့ပေမယ်လို့ဘုရားနဲ့တွေ့ခွင့်မရလောက်အောင်ပြင်မှာကျူးလိုမိတဲ့ကံတွေကကြီးမာတယ်အဝိစီငယ်ရောက်သွားရတယ်သို့တော့မြတ်စွာဘုရားပေါ်သူပြင်မမိကလေးများတွေကိုဝင်းချတောင်းမှန်ပူလာတာဖြစ်တော့သူ့စိတ်သဘောထားတွေကပျော့ပြောင်ပြီးနောက်ဆုံးမှာ ဲတော့သွားတယ်ဆိုတာကိုမှတ်သားကြရတယ်အဲ့ဒီတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကဒီဝရရဲ့တန်တန်မှာလည်းတည်သွားတယ်လို့ပဲပြောရမယ်ဒါကမြတ်စွာဘုရားလက်ထက်ကဇာတိမြေကသာသနာအခြေအနေပေါ့ဒီကနေ့ခေတ်လူတိုင်းလူတိုင်းဟာမိမိတို့ရဲ့ဇာတိမြေဆိုတာရှိကြတယ်တို့တွေလည်းဒီမြို့ဒီနယ်ဒီရွာမှာလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ဆိုပါစို့1300တခုနှစ်ဒီမှာမွေးဖွားခဲ့တယ်ခေတ်ဆက်ဆက်ဖြတ်ကျော်လာခဲ့ရတယ် ဒီဇာတိမြေမှာမွေးဖွားပြီးငယ်စဉ်ကဒီမှာနေခဲ့တယ်ကိုနှစ်ဆယ်နှစ်ပေါ့နော်ကိုနှစ်ဆယ်နှစ်နေပြီးနောက်ပိုင်းကျတော့သခိုင်းမှနေတာများတယ်တရက်တကြီးရဝေးဒေတာကိုရောက်ရှိပြီးတော့သွားတယ်သို့တော်လည်းပဲဒီမြေဒီဒေတာမှာမွေးဖွားလာပြီးဒီမြေဒီဒေတာမှာစတင်ပြီးတော့ခြေချခဲ့ရတာဖြစ်တယ်ပေါ့ဟောဒီကြောင့်ကြီးကငယ်စဉ်တောင်ကြီးကလေးဘွားတို့ကကာကြီးခါကွေးတင်ခဲ့ရတဲ့အကြောင်းဖြစ်တယ်မှတ်မိသေးတယ်မင်္ဂလာတုတ်တို့ယရဏတုတ်တို့မေတ္တာတုတ်တို့ဆိုတာကို ဒီမှာပဲကြောက်တင်ပုံနဲ့ရေးပြီးတော့ချက်ခဲ့ရတယ်။ငငယ်ကအเจ้าအရာလေးတွေတွေးရင်တော့တချို့တလေပြောက်ကုန်ပြီပေါ့။မမ်မီတာလေးတွေပြောရမယ်ဆိုရင်ဒီမှာဒီเจ้ามาနေခဲ့တဲ့အချိန်မှာအเจ้าသားအဖေါ်တငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါနဲ့နေခဲ့ရတဲ့အနေအထားတို့မိမိရဲ့အကိုရင်းတွေနဲ့အတူတူကြောက်တဲ့ခဲ့ရတာတွေဒါတွေဟာပြန်တွေးလို့ရှိရင်ပုံပြပြမြင်နေရတဲ့နေသားမျိုးတွေမှာရှိတယ်။နောက်ဆုံးခစ်ပြတ်တဲ့အခါကျောင်းတွေပိတ်ထားလို့ကျောင်းနိုင်စရာတော်တွေကိုတိုင်းတင်ငန်းဝင်နေမနေနိုင်မဲ့လူဝိဝိပီး ဒေါ်ရဲမှာပုံနေရတဲ့အခိုက်တန်လေးတွေဒုတိယကမ္ဘာစစ်တုန်းကဖြစ်ခဲ့သေးတယ်။ဘုံကြီးတို့တွေလည်းကိုင်းဒေါ်ရဲသွားပြီးပုံခဲ့ရတယ်။စစ်ပြေးခေတ်ကာလတုန်းကဒီလိုဒုက္ခတုခတွေကြုံခဲ့ရတယ်။ဘဝရဲ့အချိန်တိုတိုလေးအတွင်းမှာပဲအကောင်းနဲ့ဆိုရော့ထွေးပြီးတော့ကြုံခဲ့ရတယ်။ဒါကဘဝတန်တရာမှာကြုံတွေ့ရတဲ့အခက်အခဲတွေပဲပေါ့။တခါတော့ကတော့ဒီเจ้าရေစိမ်မှာကလေးငယ်ဘဝကရေမကူးတတ်မီရေနစ်မှုတဲ့ဒီเจ้าစိတ်ကမှာလေရစင်းစိုက်ထားတယ်။ကန့်လန့်စိုက်ထားတယ်၊လှေပဲ့ပိုင်းမှာထိုင်နေတယ်။ ိုးကြည်ထားတာတွေကဥပိုက်မှာပဲကြည်ထားတယ်။ចောင်းသားတွေကိုရင်နေရေးချိုးကြတဲ့အခါလှိုင်းပုတ်ပြီးတော့လေပဲ့ပိုင်းကရေနဲ့ပိုင်းကိုယောက်သွားတယ်ဒီလိုယောက်နေတဲ့အချိန်ရေတဲ့ကုခတ်ပြီးတော့ကစားကြတဲ့ចောင်းသားငယ်တွေကလှေနှံရံကိုစောင့်ဆွဲလိုက်တယ်။ပဲပိုင်းမှာထိုင်နေတဲ့အသက်9နှစ်လောက်ပဲရှိအောင်မဲ့ဘုံကြီးကရေတဲ့ထိုးကြသွားတယ်လုံးဝမြုပ်သွားတယ်။အဲ့ဒီမြုပ်သွားတာကိုကနေဒီမှတ်မိတယ်နှာခေါင်းထဲရေမဝင်ဘူးသို့တော့ရေမြုပ်သွားတာကိုလည်းသိတယ်မြုပ်သွားလို့အပေါ်ပေါ်ဖို့ကြိုးစားတယ်။နှစ်ချိန်သုံးချိန်ကြိုးစားတယ်မရဘူး။ အောက်ကိုခြေထောက်မိဖို့ကြိုးစားတယ်မှတ်မိဘူးအဲ့ဒီတော့ရင်းနစ်တဲ့သူတွေဘလို့နေတယ်ဆိုတာကိုမိနစ်ပိုင်းလောက်တော့ကိုယ်တိုင်ခန်းစားကြည့်မိရတယ်ပေါ့အပေါ်တက်လို့လည်းမရဘူးအောက်ဆင်လို့လည်းမရဘူးရေပြင်ပေါ်ရောက်လာသည့်အထိအောင်မပေါ်နိုင်ဘူးအဲ့ဒီအချိန်မှာဒီเจ้าကကိုရင်ပညောပါဒဆိုတဲ့ကိုရင်ကြီးရောက်လာတယ်ရင်းနစ်သွားတယ်လို့ပြောတော့ရေထဲထိုးဆင်ပြီးရင်ငုတ်ရှာတယ်ပထမတစ်ချိန်ရှာမတွေ့ဘူးဒုတိယတစ်ချိန်ရင်ငုံပြီးရှာတဲ့အခါကျတော့သူ့ရဲ့ခြေထောက်နဲ့ဖုံးကြီးရဲ့ပေါင်ကိုခတ်မိသွားတယ်ဒါလည်းမှတ်မိတယ် အဲ့ဒီလိုပေါင်ကိုခက်မိသွားတဲ့အခါမှာသူကတွေ့ပြီးဆိုပြီးပွင့်ချီပြီးအပေါ်တင်လိုက်တယ်။ရင်းနှီးပြီးတင်ဆုံးမဲ့ကဲမှာပါလို့တင်ဆုံးချင်းကနေလွတ်မြောက်ခဲ့တယ်ပေါ့။ဒါတွေအားလုံးကိုလည်းမှတ်မိနေတယ်။အကယ်၍သာရင်းနှီးတင်ဆုံးသွားမယ်ဆိုရင်တော့အဲဒီနေ့တရားပွဲမှာတရားဟောနိုင်မှာမဟုတ်ဘူး။ဒီလိုဘဝမှာခက်ခဲတွေကြော်ဖြတ်ခဲ့ရတာဒီနေရာမှာပဲဆုံးခဲ့ရကြုံခဲ့ရတယ်ပေါ့။ဒီကနေ့ဇာတိဒေတာပြန်လာတဲ့အခါလာရောက်ကြိုးဆိုကြတဲ့ဒကာဒကာမတွေ ။ဟိုးအောက်ကြီးမြေကန်းကနေကျိုးနေကြတဲ့တက္ကရာကမတွေအားလုံးကိုမော်တော်ဘော်ကနေကြည့်လိုက်တဲ့အခါမှာအော်တို့ဇာတိမြေကတက္ကရာကမတွေမှာမျက်စွာပြရဲ့အဆုံးမတွေရှိနေပါသေးလားလို့စိတ်ထဲမှာအားရကြည်နမှုတွေဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိလို့တရဏဂုံစောက်တည်ထားကြတဲ့ဗုဒ္ဓဘာသာဝင်တွေဖြစ်သည့်အားလျော်စွာယန်တန်ဃာကိုယူသေးလေးစားသောအပြင်ကံတစ်ခုမှထိုင်ပြီးဒုတုတ်လို့ ရှေခိုးဥချနေကြတာမြင်တော့သူတို့စိတ်ထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေတည်နေတာပါလားလို့တွေးမိတယ်။တာသနာတည်တယ်ဆိုတာလိုက်နာကျင့်သုံးပြီးတော့နေတာကိုပြောတာ။ဘယ်လိုပဲဇေဒီပထိုးတွေရှိရှိဘယ်လိုပဲအကြောင်းကံတွေရှိရှိမြတ်စွာဘုရားရဲ့အဆုံးအမကိုမလိုက်နာတော့ဘူးဆိုလို့ရှိရင်တာသနာကွဲတယ်လို့ခေါ်တယ်ဥပမာအခုဗုဒ္ဓဘာသာဝင်မဟုတ်တော်တဲ့နိုင်ငံတွေ ဥပမာပါကစ္စတန်နိုင်ငံမှာဇေဒီပထိုးတွေရှိတယ်ဗုဒ္ဓရုပ်ပါတော်တွေလည်းရှိတယ်အားလုံးမြင်ဘူးကြလိမ့်မယ်ဒုက္ခရစရိယာအချင်းဖြင့်အယိုးပြန်ပြန်ထနေတဲ့ဗုဒ္ဓရုပ်ပါတော်ကြီးကပါကစ္စတန်ကကန္နာရလက်ရရုပ်ပါတော်ကြီးပဲဖြစ်တယ်သို့တော့ပါကစ္စတန်နိုင်ငံမှာဗုဒ္ဓဘာသာမရှိတော့ဘူးအာဖဂန်နစ္စတန်ဆိုတာလည်းတစ်ချိန်ကဗုဒ္ဓဘာသာဝင်နိုင်ငံမှာအင်တန်မှကြီးမားတဲ့ကျောက်တောင်မှာထွင်းထားတဲ့ဘုရားရုပ်ထုတော်ကြီးရှိလို့ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ် ဒီနိုင်ငံမှာလည်းပဲဘုရားရဲ့အဆုံးအမတွေလူတွေရဲ့နှလုံးသားထဲမှာမတည်တော့ဘူးအဲ့ဒီမတည်တာကိုပဲသာသနာ क्वे တယ်လို့ခေါ်တာဒီတော့ကိုကိုကငါတို့တန်တဲ့မှာသာသနာတည်လားမတည်ဘူးလားဆိုတာကိုဆန့်စစ်ကြည့်ရမယ်ဘယ်အတိုင်းဒါအထိမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတန်တဲ့မှာရှိတယ်လဲဆိုတာနဲ့သာသနာတည်ဖို့မတည်ဖို့ကို တိုင်းတာကြည့်ရမယ်ဇာတိမြေကသာသနာဆိုတာအခြေခံကစပြီးတော့ပြောရမယ်ဆိုရင်ဒီဒေတာမှာရှိကြတဲ့ လူအလုံးလူလူဟာဖရာတရားတန်ကအရနာသုံးပါးကိုစီကတ်ကိုပဲကြတဲ့ပုံကူတွေဖြစ်တဲ့အထိုက်အလျောက်သာသနာဟာယင်တဲ့နှလုံးထဲမှာရှိနေကြတယ်ဒီဒေတာမှာသာသနာပြုနေတဲ့ရာတော်ရဲ့အဆုံးမကိုနာခံပြီးတော့ဒိပါယင်ချင်းနေကြတဲ့အလုံးကလေးသူငယ်တွေကအစတန်ကမြင်ရင်လက်အုပ်ချီမှုရှိကိုကြတယ်ဒီအသည့်လေးကနှလုံးသားထဲမှာရှိနေသေးသည့်အတွက်ကြောင့် သာသနာတည်တယ်လို့ဒီလိုပြောတာเนาะဇာတိမြေက သာသနာ အခြေခံရှိနေသေးတယ်ဆိုတာကိုသိရလို့ခြေနဲ့အားရမိတယ်အဲ့ဒီတော့ဒီထက်တိုးတက်ပြီးတော့သာသနာတည်အောင်စူးစမ်းအထောက်ဖို့အများကြီးချန်သေးတယ်တရဏဂုံတည်ပြီးနောက်မှာငါးပါးသီလလုံအောင်စူးစမ်းအထောက်ရမယ်တရဏဂုံတည်တယ်လို့တို့တွေရဲ့တန်တန်မှာငါးပါးသီလတည်အောင်စူးစမ်းရမယ်အဲ့ဒီတော့ကိုယ့်ကိုယ်ကိုစမ်းစစ်ကြည့်ဘုရားတရားတန်ခါရဲ့နာသုံးပါးကိုစိတ်ကပ်တယ်ဆိုတော့သာသနာတို့တန်တန်မှာရှိတယ်တရဏဂုံတည်တယ် တရဏဂုံတည်ပြီးတဲ့နောက်မှာပါဏာတိပါဒဝေဒမနိတတဝါရီရဲ့အသက်ကိုတတ်ခြင်းမှာရှောင်ကျဉ်နေဆိုတဲ့သာသနာရောငါတန်တန်မှာတည်ရဲ့လားအဒိဏဒါနာဝေဒမနိသူများဥစ္စာကိုမတရားယူခြင်းမှာရှောင်ကျဉ်မှုလို့ဆိုတဲ့ဒီသီလသာသနာရောငါတန်တန်မှာတည်သလားကာမေတုမိစ္ဆာစာရဝေဒမနိကာမဂုံကိစ္စတွေမှာမှားမှားယွင်ယွင်ပြုလို့ခြင်းကရှောင်ကျဉ်ခြင်းဆိုတဲ့ဒီကိုကျင့်သီလသာသနာရောငါတန်တန်မှာရှိရလားမူတာဝါရာဝေဒမနိ လိန်လဲလဲစားပြောကြခြင်းသူတစ်ပါးချိုးပြက်စီအောင်လိန်လဲခြင်းဆိုတာမျိုးကရှောင်ချင်မှုလို့ဆိုတဲ့ကိုကျင့်သီလာသာသနာမျိုးရောင့တန်တန်မှာတည်သလားဆိုတာစဉ်းစားဆင်ခြင်ရမယ်တူရာမီရေယာမင်းစားဗမာရဌာနဝိရမဏိမွေးရည်စေတဲ့အရာတွေအရက်တို့ပြီးရတို့အချမ်းမွေးရည်စေပါတို့တုံစားခြင်းကနေရှောင်ချင်မှုဆိုတဲ့ဒီကိုကျင့်သီလာရောင့တန်တန်မှာတည်သလားဩကုတန်တန်မှာသာသနာဘယ်နှခုတည်သလဲဆိုတာကိုစမ်းစစ်ကြည့်ရမယ်လူတိုင်းလူတိုင်းအကယ်၍ကိုယ်တန်တန်မှာဥပမာ၅ပါးတည်လာတဲ့ကတပါး မတီးဘူးဆိုရင် သာသနာတစ်ပါးကွဲတယ်လို့ပဲပြောရမယ်။အဲ့ဒီတော့သာသနာတည်တယ်မတီးဘူးဆိုတာကျင့်သုံးတဲ့ပုံကူနဲ့ဆိုင်တယ်။အဲ့ဒါကိုသတိထားဖို့လိုတယ်ပေါ့။ကိုယ်တန်တန်မှာသာသနာတည်အောင်ကြိုးစားအဲတချို့ကသာသနာတည်တယ်ဆိုတဲ့အတိတ်ပဲကိုမတိတိအတွက်ကြောင့်ကိုကျင့်တရားကောင်းအောင်မကြိုးစားပါဘဲနဲ့အခြားကိစ္စတွေမှာပြိုင်ဆိုင်နေတာမျိုးကတော့ တလွဲစပင်ကောင်းနေတာမျိုးဖြစ်တယ်အဲ့ဒီတော့တခြားကိစ္စတွေမှာပြိုင်ဆိုင်မှုမပြုဘဲနဲ့ကိုချင်းတီလောင်နဲ့ပတ်သက်ပြီးကိုတန်တန်မှာဘဲလောက်တီးတယ်လဲဆိုတာကိုဟာကိုစစ်ဆေးတယ်မတီးသေးလို့ရှိရင်တီအောင်ကြိုးစားတီးလို့ရှိရင်ခိုင်မာအောင်ကြိုးစားတီးလို့ကြိုးစားရမယ်အဲ့ဒီလိုကြိုးစားလို့ရှိရင်ကို့အတွက်ကကျေနပ်စရာကြီးပဲငါတန်တန်မှာ သာသနာ တီးနေတယ်လို့ဒီလို ပြောရမယ်ရှိကဆရာတော်ကြီးတွေရဲ့အဆုံးအမကြောင့်ဒီကနေ့ထီအောင်ရရွာလူထုတွေ ဒီဖရာတရားတန်ခါရန်နာသုံးပါးကိုကြီးညိုလေးစားနေကြတယ်။ငါးပါးသီလစောင့်နှိမ့်ကြတယ်။ဒါဆိုရင်ရှားတော်ကြီးတွေရဲ့အဆုံးမဩဝါဒသာသနာတည်နေတော့မယ်လို့ပြောရမယ်။နောက်တစ်ပိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါရရှင်။တပ်ပါအိစာမင်္ဂလာကိုရွယ်ကတတိုင်းရကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။